ီဝီဘီကိုကြည့်ရှုနေသူများအားလုံးပဲမင်္ဂလာပါခင်ဗျာမက်စလာ၄ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ကိုစတင်တော့ပါပါဒီအစီအစဉ်ကိုကျွန်တော်အောင်သူနဲ့ကျွန်မနွေနီယာတင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဒီနေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေကရနေပြီးတော့ခေါင်းစည်းလေးတွေကိုဖတ်ပြပေးခြင်းပါတယ်ဒါကတော့အရင်ဆုံးစံတော်ချိန်နေ့စဉ်သတင်းစာမှာတင်ထားတဲ့ခေါင်းစည်းလေးပါအခုလက်ရှိအချိန်မှာ Enio ရဲ့ဌာနကလည်းတဖြည်းဖြည်းနဲ့ ဒီလူကြားထဲမှာပေါ့နော်တဖြည်းဖြည်းနဲ့ခန်းစားလာအောင်တွေ့ရပါတယ်နေဘူးချိန်နေလည်းတက်လာတာကိုတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မိုးလေဝသပညာရှင်ထောက်တာထွန်းလွင်ကလည်းသူ့ရဲ့ဒီ Facebook website ဒီပေါ်မှာအမြဲတမ်းပေါ့နော်ဒီဖြစ်စဉ်နေ့တိုင်းအားလေးနဲ့ပတ်သက်ပြီးတော့မိုးလေဝသပညာရှင်ကလည်းပြောကြားထားတာရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဆန်လော်ချိန်နေတဲ့သတင်းသားကကောင်းသီးလေးတင်လာတာပါ။အန်နီညိုရိုက်ခတ်မှုကြောင့်တပတ်အတွင်းနေ့အပူချိန်များမြင့်တက်လာနိုင် ခရမ်းလွန်ရောင်ကြီးညွန်ကိန်းလွန်ကဲအဆင့်မြို့ကြီး၅မြို့ထပ်မံတိုးလာဆိုပြီးတော့စံတော်ချိန်နေ့စဉ်ကခေါင်းစည်းလေးတင်လာတာပါပဲဟုတ်ကဲ့ပါဗျ Daily 11ကတော့ဖားကန့်ဒေတာတို့ကြောက်မြတ်တူဖို့ရန်ရှင်ရန်နေရာများတင်သွင်းသည့်ကိစ္စနှင့်ပတ်သက်၍အကောက်ခွန်နှင့်စီးပွားကူတန်းတို့မှညွန်ကြားရေးမှူးချုပ်နှစ်ဦးအားအငိမ့်စားပေးခဲ့ပြီးရင်းကိစ္စနှင့်ဆက်ဆက်သည့်ဝန်ထမ်းများကိုစီစစ်ကဆက်လက်အရေးယူမည်ဆိုပြီးတော့ Daily 11ကခေါင်းစည်းလေးတင်လာပါပါဟုတ်ကဲ့ပါဗျကဘာနောက်တစ်ခုကတော့ဒီဆယ်တန်းဆောင်မိုးဘွဲကလည်းဒီလာမှနှီးလာပြီပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ Seven Daily ကခေါင်းစည်းလေးတင်လာတာကတက္ကသိုလ်ဝင်ဆောင်မွေးပွဲကာလအရက်ပီယာဆိုင်များည10နာရီအထိသာဖွင့်ဝင် ပြုမည်ဟုဆိုပြီးတော့ခေါင်းစည်းလေးတင်လာပါတယ်။ဒီကနေ့ထွက်လာတဲ့သတင်းစာတွေ Channel တွေရဲ့မျက်နှာဖုံးမှာအားကောင်းတဲ့သတင်းတွေကိုမျက်နှာဖုံးတင်ထားတဲ့သတင်းတွေကိုဖတ်ပြပေးခဲ့တာပါ။ကျွန်တော်ကနောက်ထပ်ကတော့ဒီကနေ့ထွက်လာတဲ့သတင်းစာတွေရဲ့အရေးအပေါ်တွေကိုကျွန်တော်ဖတ်ပြပေးမှာပါ။ဒီဥစ္စာရွေးချယ်တဲ့နေရာမှာတော့ကျွန်တော်တို့ဒီ The Point Daily သတင်းစာပါပါတယ်ပေါ့နော်အဲဒီတော့အပေါ်ဘက်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဒါကဘာကိုပြောထားတာလဲဆိုတော့ပြီးခဲ့တဲ့ရပိုင်ကကျွန်တော်တို့လူမှု ကွန်ရက်ဆိုင်မနာဘော်တွေမှာဝင်ကြီးတွေရဲ့တိုက်ခန်းတွေတရားဝင်တောင်းဆိုထားတဲ့အကြောင်းကိုပတ်သက်ပြီးတော့အေဒါထောက်ပြပေးထားတာပါကျွန်တော်ဖတ်ပြပေးပါမယ်အေဒါခေါင်းစဉ်ကတော့ဘလို့ပေးထားတယ်ဆိုတော့အေဒါကျူးကျော်တဲများနဲ့ဝင်ကြီးများအတွက်တိုက်ခန်းဆိုပြီးတော့အေဒါခေါင်းစဉ်ပေးထားပါတယ်ဒီထက်မှပါတဲ့အကြောင်းအရာတွေကတော့ဒီရပိုင်းမှာတဲ့ပြည်တော်စုအစိုးရအဖွဲ့မှာတဲ့နမဲကျော်ဝင်ကြီးအချုပ်ကတဲ့မန္တလေးမြို့တော်မှာရှိနေတဲ့အထင်ကရနေရာ26လမ်း83လမ်းနဲ့84လမ်းအကြားမှာတည်ရှိနေတဲ့တိုက်ခန်းများရှောက်ထားတဲ့အထောက်အထားတွေ ။ online လူမှုကွန်ရက်ပေါ်မှာတဲ့ပြန့်နှံ့နေခြင်းပေါ်ဝေဖန်မှုတွေမြင့်တက်နေပါတယ်တဲ့။ online လူမှုကွန်ရက်စာမျက်နှာပေါ်မှာတဲ့သူတို့တွေရဲ့နာမည်တွေယာတို့လက်မှတ်တွေနဲ့တရားဝင်တောင်းခံထားတဲ့အထောက်အထားတွေပေါ်မှာကာယကရှင်တွေအားလုံးကတဲ့ဒီနေ့အချိန်ထိအမှားအမှန်တရားဝင်အတည်ပြုပြောဆိုညင်းဆိုတာမရှိသေးပါဘူးတဲ့။အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဗောနော်တန်းနဲ့ချီတဲ့ online သုံးဆွဲသူတွေအကြားမှာတခဏအတွင်းမှာပြန့်နှံ့ခဲ့တာပါတဲ့ဒီမှာဆက်ပြီးတော့ဖော်ပြထားတာကတော့ရှောက်ထားတဲ့ဝင်ကြီးတွေရတဲ့နေပြည်တော်နဲ့ရန်ကုန်မြို့တွေတွေမှာတဲ့အခြေ ချနေထိုင်သူတွေဖြစ်ပြီးတော့တဲ့မြန်မာနိုင်ငံရဲ့အတိုင်းအတာနဲ့ဆိုပါကတဲ့ကြွယ်ဝချမ်းသာသူတွေဖြစ်ကြတဲ့အတွက်အခွင့်အရေးအလို့ငါတဲ့ရှောက်ထားကြောင်းပေါ်လင်ထင်ရှားနေတဲ့အတွက်ဝေဖန်မှုတွေကန့်ဝက်မှုတွေဒီထက်ပိုပြီးတော့မြင်မာနေတာပါဆိုပြီးတော့ဖော်ပြထားတာပါဒီမှာဆက်ပြီးတော့ရေးသားထားတာကတော့စင်စစ်အားဖြင့်တဲ့ယနေ့အချိန်ကြီးတဲ့ကမ္ဘာအစင်းရဲဆုံးနိုင်ငံစင်ရုပ်ဝင်နေတဲ့မြန်မာနိုင်ငံမှာတဲ့ကိုပိုင်အိမ်မရှိပဲအငှားအိမ်ရာနဲ့တဲ့နေထိုင်ကစားဝတ်နေရေးအတွက်ပင်ပန်းကြီးစွာရုန်းကန်နေရတဲ့တန်းနဲ့ချီနေတဲ့အခြေအနေတွေပါတဲ့အဲ့ဒီဝင်ကြီးအချို့ရဲ့လောက်ရအမှန်ဖြစ်ခဲ့မယ်ဆိုရင်တဲ့ ဒါဟာတူးချင်းတာမှာကပဲအစိုးရတစ်ဖွဲ့လုံးအတွက်ပါတိတ်ခါကြစရာ ဖြစ်သွားမယ်ဆိုပြီးတော့အေးဒါထောက်ပြထားပါတယ်အခု2015ရွေးကောက်ပွဲမှာနိုင်ရထားတဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်တွေကိုသူတို့ရတာလဲလာဆောင်ဝင်တွေကနေပြီးတော့တချို့တဝက်ကိုဖျက်ပြီးတော့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုဒေသတွေမှာတုံးဆွဲဖို့အတွက်ပါတီဥက္ကဋ္ဌကညွှန်ကြားထားတဲ့အချိန်မှာလက်ရှိအစိုးရဝန်ကြီးဌာနဝန်ကြီးတချို့ကတော့အာဏာလွှဲပြောင်းမှုအချိန် လာတဲ့အချိန်မှာပေါ့နော်နီးစက်လာတဲ့အချိန်မှာသူတို့တွေကဒီလိုမျိုးအပိုတိုက်ခန်းတွေကိုတောင်းဆိုတာဟာဒီနှစ်ခုကိုရှင်ကြည့်မယ်ဆိုရင်လက်ရှိအစိုးရဝန်ကြီးဌာနတွေရဲ့လုပ်ရက်တွေရဲ့ရှက်စရာကောင်းတဲ့လုပ်ရက်ဖြစ်သွားမယ်ဆိုပြီးတော့အဲဒါထောက်ပြထားတာပါဒီမှာဆက်ပြီးတော့ဖော်ပြထားတာကတော့အထူးသဖြင့်တဲ့အမှန်တကယ်နေရမရှိတဲ့15နှစ်ကျော်ကြားတဲ့ကျူးကျော်နေထိုင်နေတဲ့သူတွေနေအိမ်ကလေးတွေကိုတဲ့ဇွတ်အသင်းဖယ်ရှားရှင်းလင်းကြောင်းတတန်းကုံကနီးနမယ်ပြက်နေတဲ့အစိုးရအဖွဲ့အတွဲတဲ့လက်ရှိဝင်ကြီးများရဲ့လောက်ရက်ကအိုမဲထက်တုတ်လိုက်တယ်လို့တဲ့ဖြစ်သွားပါမယ်တဲ့ မအဲ့ဒီဒါအဆုံးသက်ဗာပြောထားတဲ့ဆိုတော့ဘလိုပင်ဖြစ်ပါစေတဲ့ဝင်ကြီးအချို့ရဲ့အထက်ဆိုခဲ့ပါသတင်းတွေအပေါ်တဲ့ကာယကံရှင်နေနဲ့အစိုးရအဖွဲ့တို့အနေနဲ့မှန်ကန်ခြင်းရှိမရှိပြည်သူလူထုကိုထုတ်ပြန်အတည်ပြုရန်လိုအပ်ပြီးမှန်ကန်တဲ့ဆိုရင်ပေါ့နော်အစိုးရအဖွဲ့နဲ့ပြည်သူလူထုအပေါ်ဝင်ချတောင်းပန်ခြင်းနဲ့မိမိတို့လုပ်ရအပေါ်တာဝန်ယူတာဝန်ခံသူများအဖြစ်ပြတင်ကြောင်းနဲ့သိစေအပ်ပါတယ်ဆိုတော့သူကအဲ့ဒါပြောပြထားတာပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေသိအောင်ရှင်းရှင်းလင်းလင်းတင်ပြတဲ့နေပေါ့နော်ဒါမှန်ကန်လားမမှန်ကန်ဘူးလားဆိုပြီးတော့ ပြောပြတင်လာပါတယ်တကယ်လို့မှန်ကန်ခဲ့တယ်ဆိုရင်သူတို့လောက်ရက်ကိုပြည်သူတွေပေါ်မှာဝင်ချတောင်းပန်တင်တယ်ဆိုတော့အေးသားထောက်ပြထားတာပါခင်ဗျာဟုတ်ကဲ့ပါညီမတော်နောက်တစ်ပုတ်အနေနဲ့ daily 11မှာပါတဲ့ဒီစီးပွားရေးသတင်းလေးတစ်ပုတ်ကိုရွေးချယ်ပေးထားပါတယ်ဒါကတော့ဒေါ်လာဈေးကျဆင်းမှုအတွက်ဗဟိုဘဏ်ကပုဂ္ဂလိကဘဏ်များကိုတွေးဆုံပြီးပုဂ္ဂလိကဘဏ်များရှိဒေါ်လာများကိုအောက်ဈေးဖြင့်ရောင်းချရမယ်လို့ပဲဗဟိုဘဏ်ကအကန့်အသတ်မရှိဝယ်ယူမည်ဟုကမ်းလှမ်း ါကတော့လက်ရှိဒေါ်လာဈေးတွေနဲ့ပတ်သက်ပြီးတော့သူကပြောထားတဲ့သတင်းလေးပါဒီ match လ3ရက်နေ့မှာဒါကိုခေါ်ယူတွေ့ဆုံခဲ့တယ်ဆိုပြီးတော့သိရပါတယ်ရှင်ဒီဟာကိုဒါနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီတာဝန်ရှိသူတူဦးဗောမြန်မာနိုင်ငံဗဟိုဘဏ်မှတာဝန်ရှိသူတူဦးကပြောထားတဲ့စကားလေးကိုဖတ်ပြခြင်းပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကလည်း 1240ကနေ1200လောက်ထိထိုးကျသွားတယ်။နောက်သိမ့်မကြခင်မှာပဲ1230 1240ကိုပြန်ရောက်လာတယ်။အဲ့ဒီရုံကလည်းပုံမှန်ကျဆင်းမှုအပြင်ဘန်တွေကဈေးကျလို့မဝယ်တော့ဘူးဆိုပြီးဖြစ်သွားတဲ့အတွက်ဈေးပိုကျသွားတယ်။အဲ့ဒီတုန်းကလည်းဘန်တွေကိုခေါ်ယူဆွေးနွေးပြီးတဲ့နောက်မှာဈေးကမူလအတိုင်းပြန်ဖြစ်သွားတယ်။လက်ရှိအခြေအနေမှာလည်းအဲ့လိုပုံစံတူဖြစ်လာတဲ့အတွက်ဗဟိုဘန်အနေနဲ့ပုဂ္ဂလိကဘန်အသီးသီးကိုခေါ်ယူပြီးတော့ဆွေးနွေးခဲ့ပြီးပုဂ္ဂလိကဘန်တွေနဲ့ဘန်တွေထဲမှာရှိတဲ့ဒေါ်လာတွေကိုနေ့စဉ် အရှင်မှာလာရောက်ရောင်းချမယ်ဆိုရင်ဗဟုဘန်အနေနဲ့ပုဂ္ဂလိကဘန်တွေလာရောက်တဲ့အပေါ်မှာအကန့်အသတ်မရှိဘဲဝယ်ပေးမယ်။ပြင်ပဈေးတွေကကြောက်ရလို့ဆိုပြီးအောက်ဈေးတွေနဲ့ရောင်းမှုမလိုပါဘူး။ထိုက်တဲ့နဲ့ဈေးနှုန်းပေါ်မှာလာရောက်မယ်ဆိုပြီးလာရောက်မယ်ဆိုရင်ဝယ်ယူပေးမယ်ဆိုပြီးတော့ဗဟုဘန်ကတာဝန်ရှိတဲ့သူတူကဒါပြောဆိုထားတာပါ။ဟုတ်ကဲ့ပါဗျာ။ဒီဟာလဲဒီသူတို့လက်ရှိမှာဒေါ်လာသေးတွေနဲ့ပတ်သက်ပြီးတော့လဲဈေးနှုန်းမတိမငိမ့်နေဖြစ်နေတဲ့အတွက်ဒီရွှေဈေးတွေလည်းနည်းနည်းတက်လာတာကိုပြန်တက်လာတာဦးလက်ရှိမှာတွေ့ရပါတယ်ရှင်။ ။ဒါကြောင့်ဒီဗဟိုဘဏ်ကဒီအောက်သေးလေးနဲ့အဲ့လိုဖြစ်မှာဆိုလို့ပြန်ပြီးတော့ဒါသူတို့ရောင်းချလို့ရအောင်ပြန်ကန်းလှမ်းလိုက်တဲ့သဘောပါရှင်။ဟုတ်ကဲ့ပါဒီလိုမျိုးငွေကြေးဈေးကွက်အလှည့်ပြောင်းကိစ္စမှာဗဟိုဘဏ်တွေတော့ဘယ်လိုတွေထိန်းချုပ်နိုင်မလဲဆိုတာကျွန်တော်စောင့်ကြည့်ရပါပါ။နောက်တဲ့ဘုတ်ကတော့ကျွန်တော် daily 11သတင်းစာမှာဖော်ပြထားတဲ့သတင်းတွေကိုကျွန်တော်ဖတ်ပြပေးခြင်းပါတယ်။ဖားကန်းတို့ဆယ်ရန်လေးရတင်သွင်းမှုဖြစ်တဲ့ညွှန်ကြုံနှစ်ဦးနဲ့ပြည်내အစိုးရအတွင်းရေးမှုကိုလည်းယာရုမှထုတ်ပယ်လိုက်ပါပြီဆိုပြီးတော့ရေးထားပါတယ်။ဒီမှာဘာဖော်ပြပေးထားလဲဆိုတော့ ဖာကန်ဒေတာတို့နဲ့ဆယ်ရန်တရားတင်သွင်းမှုနဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝင်ကြီးဌာနနဲ့ဗန္ဒာရေးဝင်ကြီးဌာနမှာလည်းညွှန်ကြားရေးမှူးချုပ်2ဦးကချင်ပြည်နယ်အစိုးရအဖွဲ့မှအသွင်ရေးမှူးတို့ကိုလည်းယာတုကထုတ်ပယ်လိုက်ထုတ်ပယ်ရတဲ့သမ္မတကညွှန်ကြားခဲ့တဲ့အကြောင်းနဲ့သတင်းရရှိပါတယ်ဆိုတော့သတင်းမှာဖော်ပြထားပါတယ်ဒီမှာဆက်ပြီးတော့ဖော်ပြပေးထားတာကတော့စီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝင်ကြီးဌာနကုသန်းရောင်းဝယ်ရေးနဲ့စားသုံးသူရေးရာကာကွယ်ရေးဦးစည်းဌာနညွှန်ကြားရေးမှူးချုပ်တရားမဝင်ကုန်သမှုတားဆီးရေးဘူကော်မတီဝင်ဦးညွတ်အောင်နဲ့ ဗနာရေးဝန်ကြီးဌာနအကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးထွန်းတန်းတို့နဲ့တဲ့ကချင်ပြည်နယ်အစိုးရအဖွဲ့အသွင်ရေးမှူးဦးသိန်းစော်တို့ကိုလည်းယာရုကထုတ်ပယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ဘာကြောင့်ထုတ်ပယ်လိုက်တာလဲဆိုတော့ပြောင်းပြန်ကြားရေးဝန်ကြီးပေါ့နော်ဦးရထွတ်အနည်းအားဖြင့်ပြောမယ်ဆိုရင်သမ္မတရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဦးရထွတ်ပြောထားတာကတော့ ဖားကကိစ္စနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့စုံစမ်းစစ်ဆင်မှုတွေပြုလုပ်ခဲ့တယ်တဲ့သူတို့စုံစမ်းခဲ့တဲ့အခါမှာပေါ့နော်တာဝန်ရှိတဲ့ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့အသွင်းရေးမှုပေါ့နော်အကောက်ခွန်ညွန်ချုပ်စစ်ပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးညွန်ချုပ်သူတို့တုံရောက်ကိုလည်းဝန်ထမ်းအဖြစ်ကထုတ်ပယ်လိုက်တယ်နောက်အကောက်ခွန်မှာရှိတဲ့ဝန်ထမ်း10ယောက်စစ်ပွားကုတန်းဝန်ထမ်း9ယောက်ကိုတော့လည်းဝန်ထမ်းစီမင်းစီကံအရာလောလောဆယ်အရေးယူထားတယ်ဆိုပြီးတော့သူကပြောတယ်ဗျဒါတော့ဒီတမရားကနေတော့ဒါရိုက်ခန့်အပ်ထားတဲ့ညွန်ချုပ်ဒီကိုညွန်ချုပ်နဲ့ပေါ့နော်ဒီကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရမှုကိုထုတ်ပယ်လိုက်ပြီးတော့ဒီမှာပါနေတဲ့စီးပွားကူးသန်းကဝန်ထမ်းတွေကိုတော့ဝန်ထမ်းစီးမင်းစီးကန်းရအရေးယူမယ်ဆိုတော့ဦးရထုတ်ကပြောထားတာပါဒီမှာဆက်ပြောထားတာကတော့ကမ်ပိုက်တီကနေတဲ့ဆယ်ရန်ရရတွေတင်သွင်းတဲ့အခါမှာလည်းစီးမင်းစီးကန်းတွေကိုမလိုက်နာတာအစ်စ်တွေကိုလည်းတပည့်ရစ်ဆိုပြီးတော့တင်သွင်းတာဒီလိုမျိုးကိစ္စတွေပါတဲ့အရင်တုန်းကလည်းရန်ကုန်ကနေတွင်းတာအစင်းစင်စစ်စစ်ပြီးတော့တဲ့ပြဿနာမရှိပါဘူးတဲ့အခုကကမ်ပိုက်တီကတွင်းတော့တဲ့ပြည်နယ်အစိုးရကလည်းသူ့ရဲ့လုတ်ပိုင်ခွင့်မရှိဘဲနဲ့ယာယီခွင့်ပြုလို့ဆိုပြီးလုတ်လိုက်တာတွေရှိတယ်တဲ့တရားဝင်ကာစတန်ကဖြတ်တော်လဲ ထုတ်လုတဲ့နှစ်တွေကိုတည်းလိန်လေပြီးတော့တွင်းတာတို့အစ်စ်ကိုတည်းတပည့်ရဆိုပြီးတွင်းတာတို့ဆိုပြီးလောက်တာတွေကြောင်းတဲ့အဲ့ဒီကိစ္စတွေကြောင်းအဓိကကောနော်အဲ့ဒီကိစ္စတွေကြောင်းပဲအခုလိုမျိုးထုတ်ပယ်မှုတွေပြုလုပ်ခဲ့တာဆိုတော့ပြောတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တမရာယုံကညွှန်ကြားရေးမှူးဦးစော်ထေးကဘာပြောထားလဲဆိုတော့နိုင်ငံတော်တမရာကလည်းဒိုင်ရက်ခန်းနဲ့ညွှန်ချုပ်တွေကိုတည်းတမရာယုံကပဲအရေးယူလိုက်တာပါတဲ့ကျန်တဲ့တာဝန်ရှိတဲ့ဝန်ထမ်းတွေကိုတော့လည်းဝန်ထမ်းဝန်ကြီးဌာနကပဲတဲ့ဝန်ထမ်းစီးမင်းနေနဲ့အရေးယူပါပါဆိုပြီးတော့ပြောတယ်လွှတ်တော်မှာတဲ့ ဖားကန်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးရမှာပေါ့နော်တန်30ကနေပြီးတော့တန်100အတွင်းမှရှိတဲ့ before 1882စီးနဲ့တဲ့စေတံကနေပြီးတော့တန်20တဲဆောင်နိုင်တဲ့မြေတရင်3328စီးရှိတယ်ဆိုပြီးတော့တထုဝင်ကြီးဌာနဒုတိယဝင်ကြီးဦးတန်းထွန်းအောင်ကတင်ပြထားပါတယ်ဖားကန်ဒေတာမှာတဲ့ကြောက်စင်းတူးရံပေါ့ကမ်ပိုက်တီးကနေပြီးတော့ရင်းစီ800တင်သွင်းခွင့်ပြုပြီးတော့ သုံးပုံနှစ်ပုံပါတဲ့မြေတဲရင်တွေဖြစ်ကြောင်းနဲ့စီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးဥတင်ရေးဝန်ကတဲ့နိုင်ငံပိုင်သတင်းစာကပြောကြားထားပါတယ်ဆိုတော့သတင်းမှာဖော်ပြထားပါတယ်ခင်ဗျာဒါတော့လက်ရှိလွတ်တော်မှာဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာအခုလိုအရေးယူမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါညီမကတော့နောက်တစ်ပုတ်အနေနဲ့ voice မှာပါတဲ့သတင်းလေးတစ်ပုတ်ကိုရေးချဲ့ပေးထားပါတယ်ဟုတ်ကဲ့ပါဗျာဒါတော့လက်ရှိစေတန်းဆောင်မွေးဖြေရမယ့်အတွက်ဖြေရမယ့်လူတွေအတွက်ပေါ့နော် ရန်ကုန်တွင်တက္ကသိုလ်ဝင်ဆောင်ဝေးဝဲရက်အတွင်းစားတောက်ဆိုင်နေ KTV များည10နာရီပိတ်ရန်အမိန့်စာထုတ်ဒါကတော့ရန်ကုန်တိုင်းဒေသကြီးမှာဖွင့်လှစ်ရောင်းချနေတဲ့စားတောက်ဆိုင်နေရက်ဆိုင်နေဘီယာရောင်းဆိုင်နေနောက် KTV ဆိုင်နေဒီဆိုင်တွေကိုဒီတက္ကသိုလ်ဝင်နှန်းဆောင်ဝေးဝဲဖြည့်ဆို့နေတဲ့ match လ9ရက်နေ့ကနေ18ရက်နေ့ထိည10နာရီထက်ကျော်လွန်ပြီးတော့ဖွင့်လှစ်ရောင်းချခြင်းမပြုရန် match လ2ရက်နေ့ကအမိန့်စာထုတ်ပြန်ခဲ့တာပါဒါကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ယုံကနေပြီးတော့စုံစမ်းသိရှိရတာပါဒီမှာပြောထားတာလေးကိုဖတ်ပြခြင်းပါတယ် မြို့နယ်အနှံကရင်မျိုးဆိုင်နဲ့စားတောက်ဆိုင်ပိုင်ရှင်တွေကိုစေရန်ဆောင်မွေးဝဲရက်ဒီမှာည10နာရီထက်ကြော်မဖွင့်မှုနဲ့ဆိုင်ဖွင့်ချိန်တွေမှာပတ်ဝန်းကျင်ကိုအနှောက်ယှက်ဖြစ်စေမဲ့စူညံမှုတွေမပြုလုပ်ဖို့အမိစာပို့ထားတယ်ဆိုပြီးတော့ဒီအစိုးရရုံးကတာဝန်ရှိသူတို့ကပြောဆိုထားတာပါ။ဒါနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဒီရက်ပိုင်းအတွင်းမှာပေါ့နော်ဒီကလေးတွေဆောင်မွေးဝဲဖြစ်နေတဲ့အချိန်မှာလည်းဟိုစုညံမှုတွေရှိခဲ့တယ်ဆိုပြီးတော့သတင်းတွေလည်းပေါ်ထွက်ခဲ့ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းသူကဒီလိုဟာတွေဖြစ်ခဲ့တဲ့အတွက်ဒီလိုမျိုးအမိစာထုတ်ပြန်လိုက်တာပါ ဒီမှာပြောထားတာလေးတခုရှိပါသေးတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးလုံချုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဘုံမူးကြီးတင်အောင်ထွန်းကပြောကြားထားတာပါ။ဆောင်မွေးဖြည့်ဆိုရဲ့စူညံမှုတွေမဖြစ်စေဖို့စားတောက်ဆိုင်တွေကိုည10နာရီပိတ်ခိုင်းတာပါဆောင်မွေးဖြည့်ဆိုမဲ့ရဲ့တက်ဆိုင်ရာအကြောင်းတွေကိုတွားရောက်ဖြည့်ဆိုမဲ့ចောင်းသားចောင်းသူတွေရှင်မတော်ဆမှုဖြစ်စေရင်ရှင်ထင်းရဲတပ်ဖွဲ့ကမြို့နယ်အနှံ့ရှင်ကျော်ရှင်းလင်းရေးတွေဆောင်ရွက်ပေးမယ်လျှက်စစ်မီမပြတ်ဖို့လဲဆောင်ရွက်ထားတယ်ဆိုပြီးတော့ပြောထားတာပါဟုတ်ကဲ့ပါ ဒီဆယ်လဆောင်မှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့စားလောက်ဆန်တဲ့ KTV တွေကိုပေါ့နော်။နှာဆယ်နာရီပိတ်ရန်အမင်းစာထုတ်ခဲ့တယ်ဆိုမှတကယ်လို့မပိတ်ခဲ့ဘူးဆိုရင်ဘယ်လိုအရေးယူမလဲဆိုတဲ့ဥစ္စာတော့မပါခဲ့ပါဘူး။ဟုတ်ကဲ့ပါ။ကျွန်တော်နောက်ထပ်ပေါ့နော်ဒီအစီအစဉ်ရဲ့နောက်ဆုံးအစီအစဉ်လေးတစ်ခုဖြစ်တဲ့ကာတော်ခွက်ကိုကျွန်တော်ရွေးချယ်ထားပါတယ်။ဒါကတော့ဘယ်မှာပါလာလဲဆိုတော့ပေါ့နော်။စံတော်ချိန်နေ့စဉ်သတင်းစာမှာပါတဲ့ကာတော်လေးတစ်ခွက်ပါ။ကာတော်ဆရာမင်းထက်လူရဲ့လက်ရပါ။ဒီမှာလူနှစ်ယောက်ရှိတယ်ဗျ။တယောက်ကပြောလိုက်တယ် ကျုပ်ဖြစ်တဲ့ဘဝတန်တရားတချင်းတည်းကစာသားတွေရဲ့အဓိပ္ပာယ်ကိုခုမှပဲသဘောပေါက်တော့တယ်ဗျာဆိုပြီးတော့ပြောတယ်အဲ့ဒီဘဝတန်တရားဆိုတဲ့စာသားတွေကဘာတွေလဲဆိုတော့ဗျာသူကအဲ့တချင်းစာသားမှာပါတာကတော့ဒီမရက်မနာတာဒီပေါ့နော်မရက်မနာရှီလျာထွေပြားတသွားလဲသွားကြတာဆိုတဲ့ကိစ္စကိုသူကတယောထားတာမရက်မနာတာကတဲ့ကြောင်းတာတဲ့ရှီလျာတာကအမှုစစ်ထွေပြားတာကပုံမှန်ဆက်ရှိတသွားလဲသွားနေရတာကယုံချင်းနေပြီဆိုပြီးတော့သူကပြန်ပြောထားတယ်အဲ့ဒီအချိန်မှာဒီဘက်က သူတယောက်ကတိန်ဆိုပြီးတော့သူကပြန်ပြောပါတယ်ဗျာဒီလက်ရှိအချိန်မှာเนาะចောင်းသားတွေဟိုအမှုဖွင့်အေးယူထားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပုံမှန်ဆက်ရှိတွေနဲ့ထပ်ပြီးတော့တရားစွဲတာတနေ့ကိုအမှုရုံချင်းနှစ်ခုလောက်တွားနေရတာဒီနဲ့ပတ်သက်ပြီးတော့ကာတွန်းစီရာတယောထားတာပါခင်ဗျာဒီကာတွန်းနဲ့ပဲမက်ဆလာ၄ရက်နေမှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ပြီးဆုံးပါပြီခင်ဗျာဒီ season ကိုကြည့်ရှုနေတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ